ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေနေရာအနှံ့ပြန့်ကျင်းနေတယ်လို့တိုက်ပွဲနဲ့နှီးစက်သူတွေကပြောကြပါတယ်။မနေ့ကဇွန်လ17ရက်နေ့မှာကြောက်ဖြူမြို့နယ်ဂုံချွန်းတိုက်နယ်အမှတ်32ရဲတပ်ရင်းသားမှရှိတဲ့အဓိကခန့်စစ်ပြိုင်းစိတ်ကတောင်ကျောတစ်လျှောက်မှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကအကြဆုံးများနေတာဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေစီကနေပြီးတော့သိရပါတယ်။စစ်ကောင်စီဘက်ကအကြဆုံးများတဲ့အတွက်တပ်သားတွေရဲ့ ရုပ်အလောင်းတွေကကြောက်ဖြူမဲဤကက်တရာလမ်းမပေါ်မှာပြန့်ကျဲနေတယ်လို့ဆိုကြပါတယ်။အလောင်းတွေကရာနဲ့ချီရှိပြီးတော့အလောင်းကောက်မဲ့သူမရှိဘူးလို့လည်းပြောကြပါတယ်။တိုက်ပွဲတော်မှာစစ်ကောင်စီဘက်က drone အသုံးပြုပြီးတော့လေကြောင်းကနေပစ်ခတ်တာကြောင့်ပြိုင်းစစ်ကရွာအနားမှာရှိတဲ့ကျေးရွာတွေကနေအိမ်တွေပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။စစ်ကောင်စီဘက်ကအကြမ်းဆုံးများတဲ့အတွက်ဇွန်လ10ရက်နေ့တုန်းကစစ်တွေကနေကြောက်ဖြူကို Navy နစီးနဲ့စစ်ကူပုတ်ခဲ့ကြောင်းလည်းသိရပါတယ်။စစ်ကောင်စီကရက်တိုက်ရင်ဝင်းကျင်ကနေနီမျိုးစုံအုံပြုပြီးတော့ AA ကိုတိုက်ခိုက်နေတာဖြစ်ပေမဲ့ AA ကထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါမှာစစ်ကောင်စီဘက်ကအကြဆုံးများလာပြီးမခံနိုင်တော့တဲ့အတွက်တပ်စုပ်ကြီးထွက်ပြေးနေရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကနေပြီးပြောကြပါတယ်။ကြာပြင် February လောက်ကုန်ပိုင်းလောက်တုန်းကကြော့ဖြူတညဝတီရေတက်ချုပ်နားမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ကစပြီးတော့အမှတ်32တပ်ရင်းကတပ်သားအင်အား300လောက်က ပြိုင်းစိတ်ကရွာမှာရှိတဲ့အလဲရန်စာတင်ကြောင်ဘုန်းကြီးကျောင်းတွေနေရာမှာနေရာယူထားတာလို့ဆိုပါတယ်။ဒီမနက်စောစောပိုင်းက TNL ထိမ့်ချုပ်နယ်မြေဖြစ်တဲ့နမ်ဘူမြို့နယ်မန်လီရွာကိုစစ်ကောင်စီကလေကြောင်းကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရွာကဘုန်းကြီးကျောင်းနဲ့စာတင်ကျောင်းအပအဝင်နေအိမ်တချို့ထိခိုက်ပျက်စီးသွားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။အခုဘုံကျဲခံရတဲ့မန်လီရွာဟာတီဘောနမ်တူ လမ်းမကြီးပေးမှရှိတာပါအဲ့ဒီရွာဘုံချက်ခံရတာအခုဒီချိန်နဲ့ဆိုလို့ရှိရင်၄ချိန်ရှိပြီလို့သိရပါတယ်အခုလည်းဘုံကြီးเจ้าကပြန်မဆောက်နိုင်သေးဘူးကလေးတွေကြောင်းတက်ဖို့လိုနေလို့စာတင်เจ้าကလေးကိုမရှိရှိတာနဲ့ပြန် ပြင်ကြရတယ်အကုန်မဟုတ်ရတောင်မှเจ้าကတက်လို့ရနေပြီအဲ့ဒါကိုမနေ့ကဘုံလာထက်ကြတယ်မန်လီအချိန်ချင်းပြကြခံရပါပြီလို့ TNL နဲ့အနီးစပ်တဲ့သူတယောက်ကပြောပါတယ်မန်လီရွာကိုစစ်ကောင်စီက2021တုန်းကပထမဆုံးကြိမ်ရွာလုံးကျွတ်နေပါမိရှုခဲ့ပါတယ် 2023ခုနှစ်မှာထပ်ပြီးတော့အဲ့ဒီရွာကိုပုံကျဲလို့စာတင်ကြောင်းရောဘုံကြီးကြောင်းရောပြကြခဲ့ပါတယ်2024ခုနှစ်မှာလည်းနောက်တစ်ကြိမ်ဘုံထက်ကျဲခဲ့ပါတယ်ဒီတစ်ခါ၄ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုမှာလည်းပြန်ဆောက်ထားတဲ့စာတင်ကြောင်းနဲ့ဘုံကြီးကြောင်းထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်ယူတူရက်စေဝပီသွေးစီညီညွတ်ရေးတက်မတော်ရဲ့ထိ ंछ ုံမှုအောက်မှာရှိတဲ့နေမြေအတွင်းမှာ တရုတ်ကမြေရှားတပ်ထုတွင်အစ်စ်တွေဖွင့်လှစ်လိုက်တယ်လို့ Reuters သတင်းဌာနကထုတ်ဖော်ရေးသားပါတယ်အဲ့ဒီတပ်ထုတွေနေဟာရှမ်းပြည်နယ်အတွင်းဝါထိန်းချုပ်မှုအောက်မှာရှိတယ်လို့ဆိုပါတယ် Reuters ကရတဲ့သတင်းရင်းမြစ်နှစ်ခုစလုံးဟာအဲ့ဒီတပ်ထုတွေနေမှာအလုံးလုံးနေသူတွေလို့လည်းဆိုပါတယ်တပ်ထုတွေတရွန်းမှာလူအယောက်တရာလောက်နေရောညပါအလုံးလုံးနေတယ်လို့ဆိုပါတယ်တပ်ထုတွေတူဖော်တဲ့နေရာဟာတောင်ဆောင်းနေမှာဖြစ်ပြီးတော့ဓာတ်ပစ္စည်းတွေကိုလည်းအသုံးပြုနေတယ်လို့ပြောပါတယ်မိုင်းဆက်နဲ့မန်ယန်မြို့တွေအကြားကဖြတ်ပြီးတော့ မြေရှားတပ်ထုတွေကိုတရုတ်နယ်စပ်ဖက်စီကားကြီးတွေနဲ့တည်ယူသွားနေတာမြင်တွေ့ရတယ်လို့လည်းတခြားဒေသခံနှစ်ယောက်ကပြောပါတယ်။အဲ့ဒီသတင်းရင်းမြစ်တရေပြောဆိုချက်တွေမှန်ကန်ကြောင်းကိုဂျိုရုတပ်ပုံတွေနဲ့ထပ်မံတိုက်ဆိုင်စစ်ဆေးထားတယ်လို့လည်း Reuters သတင်းဌာနကဆိုပါတယ်။တပ်ထုတွေကိုဘယ်ကုမ္ပဏီကပိုက်ဆိုင်နေဆိုတာကိုအခုထိအတည်မပြုတ်နိုင်သေးဘူးလို့လည်းဆိုပါတယ်။မြန်မာနိုင်ငံကချင်းပြည်နယ်ရှမ်းပြည်နယ်တို့မှာမြေရှားတပ်ထုထွက်နေပြီးအားလုံးကိုတရုတ်နိုင်ငံစီတင်ပို့ရောင်းချနေတာဖြစ်ပါတယ် မြန်မာနိုင်ငံဟာ2018ခုနှစ်ကနေပြီးတော့2024ခုနှစ်အထိခုနှစ်နှစ်ဆက်တိုက်ကမ္ဘာတတရမြေရှားအများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ်မှတ်တမ်းတင်ထားပါတယ်။အနောက်နိုင်ငံကုမ္ပဏီတွေရဲ့အရေးကြီးသတင်းအချက်လက်တွေကိုတရုတ်အစိုးရကတောက်ခံနေတယ်လို့သက်ဆိုင်ရာကုမ္ပဏီတွေကထုတ်ဖော်ပြောဆိုကြပါတယ်။လျှက်စစ်တဲ့အစ်စ်မြင့်နီးပညာပစ္စည်းတွေကာကွယ်ရေးပစ္စည်းတွေထုတ်လုပ်ရမှာအရေးပါတဲ့မြေရှားတတ်ထုတွေကို တရုတ်ကချုပ်ကင်တူလောင်ထားတာဖြစ်ပြီးတော့အဲ့ဒီတပ်ထုတွေကိုဝဲချင်းကုမ္ပဏီရဲ့သတင်းအချက်အလက်တွေကိုပေးရမယ်လို့တောင်းခံနေတာဖြစ်ပါတယ်တောင်းခံနေတဲ့အချက်အလက်တွေထဲမှာထုတ်ကုန်ပစ္စည်းရဲ့အမျိုးအစားအသေးစိတ်အပြင်မှာသူတို့ကုမ္ပဏီတွေစီကနေပြီးတော့ပစ္စည်းဝယ်ယူတဲ့ဖောက်တွေရဲ့အစည်းအဝေးမှာပါဝင်တယ်လို့ဆိုရတယ်အဲ့ဒါတွေကိုသိရှိရမှာမြေရှားတပ်ထုရောင်းဖို့တရုတ်ကခွင့်ပြုပေးမှာဖြစ်ပါတယ်တရုတ်စိုးရကတော့အဲ့ဒါလိုအချက်အလက်တွေတောင်းတာဟာလုံခြုံရေးကြောင်လို့ဆိုပေမဲ့ အနောက်နိုင်ငံကုမ္ပဏီတွေကတော့တရုတ်စိုးရဟာရရှိတဲ့သတင်းချက်လက်တွေကိုအလွဲသုံးစားလုပ်မှစိုးရင်ပြပန်းနေကြပါတယ်။အဲ့ဒါလိုအတောင်းခံရတဲ့အထက်မှာဂျာမန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Magnosphere လည်းပါဝင်တယ်လို့ကုမ္ပဏီ CEO Frank Eckert ကပြောပါတယ်။အမေရိကန်ကအကုံတော်ကွန်တိုးမြင့်မှုတွေလုပ်ပြီးတော့တရုတ်အမေရိကန်ကုံတော်ရေးစစ်ပွဲပြင်းထန်လာချိန်မှာလည်းတရုတ်ကအမေရှားတပ်ထုခုနှစ်မျိုးကိုအမေရိကန်စီတင်ပို့ခွင့်ပိတ်ပင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကလန်ဒန်မှာ ကုန်သွယ်ရေးဆွေးနွေးပွဲလုပ်ပြီးတော့အမေရိကန်ကတရုတ်ကျောင်းသားတွေကိုဗီဇာပြန်ဖွင့်ပေးမယ်လို့ဆိုတော့မှမေရှားတပ်ထုခုနှစ်မျိုးကိုပြန်လည်တင်ပို့ခွင့်ပေးခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကမေလအတွင်းမှာလေချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုပေါင်း938ကြိမ်ထက်မနည်းလှုပ်ဆောင်ခဲ့ပါတယ်ဒါအပြင်တနင်္ဂနွေလုံးအတိုင်းတာအရာအရက်သားတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်မှုပေါင်း280ကြိမ်ထက်မနည်းစစ်ကောင်စီကကျူးလွန်ခဲ့ပါတယ် စစ်ကောင်စီရဲ့ရာဇဝတ်မှုချိုးဖောက်မှုတွေကြောင့်အရသာပြည်သူ329ယောက်အထိတိစုံခဲ့ရတယ်လို့ Data Insight Lab သုတေသနအဖွဲ့ထံကနေပြီးတော့သိရပါတယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင်မှာလက်နက်ကြီးတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်မှုပေါင်း938ကြိမ်ထက်မနည်းလှုပ်ဆောင်ခဲ့ပါတယ်ဒါအပြင်စစ်ကောင်စီကလေကြောင်းနဲ့ drone အသုံးပြုတိုက်ခိုက်မှုတွေကိုလည်းတုံးမြင့်လှုပ်ဆောင်နေပါတယ်လေကြောင်းတိုက်ခိုက်မှုတွေကိုမန္တလေးတိုင်းမှာ243ကြိမ်စကိုင်းတိုင်းမှာ63ကြိမ်နဲ့မကွေးတိုင်းမှာလည်း အကြိမ်ရေဒါဇင်တော်တော်များများတိုက်ခတ်ခဲ့ပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေမှာပါရာမော်တာအင်ဂျင်တက်လေဒီများအသုံးပြုတိုက်ခတ်ခဲ့တာအပြင်အစိတ်ငွေဘုံတွေကိုလည်းတွန်းတကြကြတုံးလာတွေ့ရတယ်လို့ Digital Insight Left ကဆိုပါတယ်ဒါအပြင်မှာတနင်္ဂနွေလုံးအတိုင်းအတာအနေနဲ့အရက်သားတွေအပေါ်မှာ အကြမ်းဖက်တိုက်ခတ်မှုပေါင်း280ကျင်းတဲ့မနေ့စစ်ကောင်စီကကျူးလွန်ခဲ့ရပါတယ်ချမ်းပြည်နယ်စကိုင်းတိုင်းနဲ့ပဲခူးတိုင်းတို့မှာအကြမ်းဖက်မှုဖြစ်စဉ်အများဆုံးရှိခဲ့တယ်လို့ဆိုထားပါတယ် စစ်ကောင်စီရဲ့အကျဉ်းချောင်အတွင်းမှာလုံလောက်တဲ့ကျမရေးကုသကွင့်စေဝါဆော့ချမှုမရတာကြောင့်တာယောင်ရီအကျဉ်းချောင်နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ဦးကျော်စိုးခေါ်ဦးစော်နှစ်ကြာဆုံးခဲ့တယ်လို့ PBNM ကဒီနေ့ဇွန်လ12ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဦးကျော်စိုးဦးခေါ်ဦးစော်နှစ်မှာနှလုံးရောဂါသွေးရောဂါချတဲ့ရောဂါတွေခံစားနေရပြီးတော့ထောင်တွင်းစေဝါဆော့ချမှုအလုံလောက်မရရှိတဲ့အတွက်ကြောင့်မေလ23ရက်နေ့2025ခုနှစ်မှာကြာဆုံးခဲ့တယ်လို့ သိရပါတယ်မြန်မာနိုင်ငံကအကျဉ်းထောင်တွေမှာဆေးဝါးဆွန့်ရှောက်မှုအလုံလောက်မရတဲ့အတွက်ကြောင့်နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းချခံနေရတဲ့သူတွေယောဂါဖြစ်တာဆေးဝါးကုသမှုဆွန့်ရှောက်ပြီးတော့ယောဂါအခန်းတွေပိုဆိုးလာတာတည်ဆုံးတဲ့အခြေအနေမျိုးဖြစ်နေအသက်ပေးကြရတယ်ရှိတယ်လို့ PBNM ကဆိုထားပါတယ် PBNM ရဲ့လေးလာစောင့်ကြည့်မှုတွေအရနိုင်ငံတော်ကအကျဉ်းထောင်တွေမှာဆေးဝါးဆွန့်ရှောက်မှုအလုံလောက်မရတာကြောင့်တည်ဆုံးကြရတဲ့သူတွေဟာဇွန်လ၁ရက်ကနေပြီးတော့အခုချိန်အထိ၁၀ရောက်အထိရှိကြတယ်လို့လည်း ဖော်ပြထားပါတယ်။ဒါ့အပြင်နိုင်ငံရေးအကျဉ်းသားကူညီဆောင်ရှားရေးအသင်း AAPP ရဲ့လေ့လာစောင့်ကြည့်မှုတွေအရဖေဖော်ဝါရီလ2021ကစပြီးတော့ဇွန်လ17ရက်2025အထိစစ်ကောင်စီကမတရားအဖမ်းဆီးထားတဲ့သူစုစုပေါင်း2965ယောက်ရှိတယ်လို့ဆိုပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ဝဲလောင်စေးမှာစစ်ကြောက်နေတဲ့ရဲတွေကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ဝင်တွေက အလစ်ငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်ရဲနှစ်ယောက်တင်ဆုံပြီးတော့တနက်တက်လက်တင်စီရမိခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ17ရက်မနေ့6နာရီချိန်ဝဲလောင်စီထဲမှာဆက်ကြီးကောက်နေတဲ့ဝဲလောင်ရဲစခန်းကရဲ9ယောက်ကို PLA ကပစ်ခတ်ခဲ့တာပါ။ပစ်ခတ်မှုကြောင့်ရဲနှစ်ယောက်တင်ဆုံပြီးတော့နှစ်ယောက်ဒဏ်ရာ၁ယောက်ထွက်ပြေးလွတ်မြောက်သွားပါတယ်။ G3 တက်လက်နဲ့အတူခေရန်တချို့တင်စီရမိခဲ့ပါတယ်။ဝင်ပစ်တဲ့အချိန်မှာပြည်သူတွေထိခိုက်တာမျိုးတော့မရှိခဲ့ပါဘူး။ရဲတယောက်ကပြည်သူတွေကြားထဲကနေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။နှစ်ဖက်အပြန်အလှန် စ်ခတ်တာတွေရှိခဲ့တယ်လို့မြင်တွေ့လိုက်သူဒေသခံတယောက်က TM Media ကိုပြောပါတယ်ကျွန်တော်တို့ရဲဘော်တိုက်ခတ်လိုက်လို့လမ်းဘေးကိုကားကထိုးကျသွားတာဗျအဲ့ဒါကိုရန်သူအားလုံးတေးပြီးထင်ပြီးတော့အလင်းစလိုအနာကတ်လိုက်တဲ့အချိန်မှာအပြစ်ခံလိုက်ရတာပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါဗျာလို့ PLA ရဲဘော်တူကလည်း TM Media ကိုပြောပါတယ်ကြာဆုံးသွားတဲ့ရဲဘော်ကျော်တက်ခေါ်ကြပြားဆရာညီလင်းခခေါ်ကိုကျော်စင်မိုးဟာ CDM တက်ကြွကြီးဖြစ်ပါတယ်။နေပြည်တော်ခြေရုံးကနေ2020ခုနှစ်နှစ်လပိုင်းမှာ CDM ဝင်လာတဲ့သူပါ။သူဟာ CDM ဝင်ငွေကနေကတော်လန်ရေးအဖွဲ့တွေနဲ့အချိတ်ဆက်ရှိပြီးတော့တော်လန်ရေးအတွက်အထောက်အကူပေးနေခဲ့တဲ့သူတယောက်လို့ဆိုပါတယ်။2025ခုနှစ်မေလအတွင်းမကွေးဒေသမှာရှိတဲ့မြို့နယ်6ခုမှာစစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးအဖွဲ့တွေထိတွေ့ တိုက်ပွဲစုစုပေါင်းအကြိမ်20ဖြစ်ပွားခဲ့ပါတယ်ဒါအပြင်စစ်ကောင်စီကမြို့နယ်ကိုကိုလေကြောင်းတိုက်ခိုက်မှု38ကြိမ်ပြုလုပ်ခဲ့တယ်လို့တမာ Institute ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုစစ်ကြောင်းထိုးမိရှို့မှုတွေကြောင့်အရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာ23ရွာကနေအိမ်အဆောက်အဦ950လောက်မိလောင်ပျက်စီးခဲ့ပါတယ်မြို့နယ်ရှိကူကအရသာပြည်သူ6000ကျော်လဲအိုးအိမ်ဆုံးခွာပြီးတော့စစ်ဘေးရှောင်နေရတယ်လို့အဲ့ဒီအဖွဲ့ကဆိုပါတယ်စစ်အုပ်စုကအရသာပြည်သူအနည်းဆုံး22ယောက် တေစေခဲ့တဲ့အပြင်မှာအချုပ်လိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဂန်ကောမြို့နယ်မှာကျူးလွန်ခဲ့တယ်လို့တမာ Institute ကထုတ်ပြန်ထားပါတယ်သမရဒေါ်နယ်ထရန့်ရဲ့စိတ်ကူးရင်အိမ်မက်ဖြစ်တဲ့ဝါရှင်တန်စီးရေးပြပွဲကြီးဟာသူ့မွေးနေ့ဖြစ်တဲ့ဇွန်လ14ရက်နေ့စနေနေ့မှာအကောင့်ထဲပေါ်လာပါတော့မယ်။အဲ့ဒီစီးရေးပြပွဲကြီးမှာတင်ကားတွေဟယ်လီကော်ပတာတွေတောင်းချီတဲ့စစ်သားတွေ ခြိတက်စီရေးပြဖို့စီစဉ်ထားပါတယ်။ပြင်သစ်ရုရှားမြောက်ကိုရီးယားတရုတ်တို့မှလှုပ်ကြတဲ့စီရေးပြပွဲအခမ်းအနားကြီးတွေကိုကြည့်ပြီးတော့သမရထရန့်ဟာအမေရိကန်စီရေးပြခြိတက်ပွဲကြီးဆိုတာကိုလှုပ်ချင်တဲ့အကြောင်းပုံမှန်လင်းလင်းပြောဆိုခဲ့ပြပါတယ်။အခုလုံမဲ့စီရေးပြပွဲကြီးအတွက်အမေရိကန်ဒေါ်လာ55သန်းအကုန်ကျအခမ်းပြုလုပ်မှာဖြစ်ပြီးတော့ဒါဟာအမေရိကန်တပ်မတော်ရဲ့နှစ်ပေါင်း250ပြည့်အထိမ်းအမှတ်ပွဲအဖြစ်ပြုလုပ်ကျင်းပတာလို့ဆိုပါတယ်။ဒါဟာကမ္ဘာမြေမြင့်နယ်ပြင်ပေါ်မှာလမ်းလျှောက်ဖူးသမျှစစ်တပ်တွေအနေနဲ့အကြီးမြတ်ဆုံး တိုက်ခိုက်ရေးတက်မတော်ကြီးဖြစ်တယ်လို့ Donald Trump ကပြောပါတယ်။ဒါပေမဲ့ဝေဖန်တဲ့သူတွေကတော့ဒါဟာ American တက်မတော်အတွက် Donald Trump ကကျင်းပပြုလုပ်ပေးတဲ့ပွဲမဟုတ်ပဲ Donald Trump အတွက် American တက်မတော်ကကျင်းပပြုလုပ်ပေးရတဲ့ပွဲသာဖြစ်တယ်လို့ဆိုနေပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းကမ္ဘာမှာစစ်ရေးစစ်ငွေအတန်းဆုံးဖြစ်တဲ့အခုလိုအချိန်မျိုးမှာ American စစ်ရေးပြအခမ်းအနားထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်။